ဆရာဆွေမီဒလူပြွေနိုင်ရစာတုတ်ပြီးကျွန်တော်နဲ့ထူးဆန်းသောအီဂရီ အခန်း30ဒီမီနစ်အီဂရီ ဆရာကြီးမုံကောင်လီခေါ်ရာနောက်တော့ကျွန်ုပ်တို့လိုက်ပါလာခဲ့ဤခမ်းမကြီးပြင်းမတို့ရောက်လာသည်ဆရာကြီးကိုကျွန်ုပ်အတော်အံ့ဩမိပါသည်ဗျာမအံ့ဩနဲ့တုတ်ပြီးမတို့မိုးဆိုးအားလုံးအရှိမလက်ကမလွတ်နိုင်ဘူးသူ့လူတွေအများကြီးရှိရဲ့ဘာကြောင့်မလွတ်နိုင်ရမှာလဲဘာမဆိုလူကြီးဖြစ်ရမှာပေါ့နေပါဦးဆရာကြီးရဲ့ဒုက္ခဘာဖြစ်လို့တောတရိစံတွေကိုပဲလိုချင်စုံမနေရတာတော့ဘုရား လာပါမင်းတို့ထမင်းဆိုင်အေးအေးဆေးဆေးပြောကြတာပေါ့ကွာထမင်းနဲ့ဟင်းများကအခွေတထောင်းတောင်ထနေသည်ကျွန်တော်တို့ဤဘိုင်းများကတကြုတ်ကြုတ်စားလာကြပြီကောစားကြဟိတုတ်ပြီနေပါကလေးအစိတ်တော့ခံမထားပါဘူးနော်ဆရာကြီးငါတရားလုံးရှိနေတာပဲတုတ်ပြီအားအစိတ်ခတဲ့ဟင်းဖြစ်ပါမလားအစမ်းတတိရှိသူတိုင်းခိုးကြောင်ခိုးအလုပ်မလုပ်ပါဘူးတခုတော့ရှိသကွဟောဒီဟင်းတွေဟာ ရဲရွာတွေမှာစားတဲ့ဟင်းတွေနဲ့တော့မတူဘူးဥပမာကင်းလေကျော်စင်းငုတ်ချက်ဟဲတကယ်လားဟောအဲဟာမြို့နဲ့ကွာတို့တောင်ပေါ်မှာဒါအမြဲတမ်းလို့စားတယ်ဟင်းဟဲတော်ရတော့ယူအင်ဂျင်မီတချို့အရင်မှာစားတာတော့ဟုတ်ပါတယ်ဗျာဒါပေမဲ့တခါမှမစားဘူးတော့အဲလို့ကဲဒီလိုဆိုထမင်းပွဲတိတ်ခတ်လိုက်မယ် ပြီးတော့မင်းတို့အေးစင်စင်နားကြရအောင်။ကောင်းပါလေဗျာ။ကဲဒါဆိုထားဟဲ့။အခန်းတောင်းရလမ်းတွေဆန်းကြီးဒီကလူတွေကဘာကြောင့်တရိတ်ဆန်ဆောင်မျိုးမျိုးတွေစုတ်ထားရတာလဲဟင်။အစ်စ်ခွဲထားတာပေါ့ကွာ။စိတ်ကောင်းကအငဲဆုံးတယ်။ဒုတိယကနွားကောင်။တတိယကကျွဲကောင်။အေးကြားကောင်းကအမြင့်ဆုံးပေါ့။ကောင်းလေးလိုက်တာဗျာ။တခြားဆောင်းစရာရှားလို့ မဟုတ်ဘူးတို့ပြီမျက်နာကိုမမြင်စေချင်တာလဲအဓိကတစ်ချက်ပေါ့ကွာမျက်နာမြင်တော့ဘာဖြစ်တယ်လဲအချင်းချင်းတွေပဲဟာဗျာတို့လုံငန်းကရန်သူရှိနိုင်လေလူမမှီမခံနိုင်ဘူးမင်းလို့ဖို့ဂရိပေးလိုက်ရင်ရှင်မကပြောပြပါလိမ့်မယ်ကျွန်ုပ်တွေ့ဝေစာစဉ်းစားရင်လိုက်ပါခဲ့ဤကောင်းတဲ့လုံငန်းမှာဟုတ်ရဲ့လားမယိုးတာတဲ့အလုံးမို့လူမြေမခံဝင်တာလေဖြစ်ရမယ် ျွန်တော်ဆီဟာပုံကောင်းလီတောင်မှပြောင်းလဲနေပြီပဲသူဟာအရှင်မဆိုတဲ့လူနဲ့ဘလောက်အတက်နေပြီလဲဟိုအယူမကကောင်ကျွန်တော်ကိုဒီရောက်အောင်ခေါ်လာပြီအခုဘေးရောက်နေတယ်လဲအယူမနဲ့အရှင်မတူတူပဲလားမဖြစ်နိုင်ဘူးယူမကစေတနာနဲ့လမ်းပြခဲ့တာတွေရှိတယ်ဒါဆိုရင်အခုအယူမဟန်းခင်နေရပြီလားအခန်းတစ်ခုရှိတယ်ရက်လိုက်ကြသည် ဒီခန်းထဲမှာတီးတန့်ကလေးနှလုံးပြင်ဆင်ထားတယ်။ညစာပေါ့မင်းတို့ဘာနဲ့စားချင်တယ်လဲ။အစင်ပြာဟင်းတမျိုးမျိုးပေါ့ဗျာ။ဒါဆိုငါတော့မယ်။လမ်းပြန်ခါအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားပါလို့မှတ်ခဲ့မယ်ဟိ။မုန်းကောင်လီကပြန်လဲထွက်ခေါ်တွားခဲ့ကြည့်ပြီ။ဇင်တော့ကြတာဆရာတို့ဟေ့ပဂလီထားတော့ဟေ့ကျွန်တော်တို့နိုးလာတော့အခါ နဲ့နေတော့စောင်းနေပြီ။ဘာညင်စီမီတံများအခန်းတွင်းတွင်လင်းချင်းလျက်ရှိကျွန်တော်တို့ခရင်အနည်းရှိဇပွဲပေါ်၌အငွေတထောင်းထောင်းထားလျက်ရှိသည့်သမင်းပွဲတွင်ငါးကြီးကင်များနှင့်အခြားဟင်းများကိုတွေ့လျက်ရသဖြင့်တရေပင်ကြားမိစေသည်။စားကြရအောင်မျိုးဆရာတို့ရဲ့ဘာလာဟိဘယ်ညာသာကြီးစိန်ကောင်းတောင် တခင်မရဲ့အလို့ကိုမလဲရောပါနဲ့သူဟာ နိုင်ငံခြားမှာရှားပါတဲ့တတိဆန်ပစ္စည်းနဲ့မောင်ကိုပစ္စည်းတွေဘူပေါင်းဆက်တွဲပြီးရောင်းစားနေသူပါအသေးစိတ်တည်ကျင်ရင်တော့သူတို့ညမှာလှူရှားလိမ့်မယ်တည်ကျင်ရင်ခုညမအိတ်ပါနဲ့စိတ်ကောင်းဆောင်သူကလိုက်ပြပါလိမ့်မယ်လမ်းမမပေါဘူးနော်ဆရာတို့လေကြီးမှတ်မိပါလေကွာအယူမလေကြီးပါပဲဟေးဒါဆိုအယူမကဒီမှာရောက်နေနေတာပေါ့နော်ဆရာတို့အေး ဟုတ်တယ်။ तू ဟာသခင်မနဲ့ရံပက်ပြရမယ်။ तू ပြောတဲ့အတိုင်းမှန်ရင်တော့အမတန်ကြည့်ကောင်းတဲ့ပွဲတော်ပွဲနဲ့တို့ကြုံရတယ်လို့တိုင်းပြည်နဲ့လူမျိုးကိုဒုက္ခပေးနေတယ်။ဂိုင်းတိုင်းကိုတွေ့ကြရပြီကွ။ကျွန်ုပ်ဒီစာရွက်ကိုချိန်မွှားပါ။ပါဇလင်ထိတ်ဝါပစ်လိုက်တယ်။ကျွန်ုပ်တို့လက်ထဲမရှိတာနာတာပဲဗျာ။စိတ်ကောင်းဆောင်းထားတဲ့သူလား။တို့ဘက်မှာအမှန်ရှိရင်လက်နဲ့ပြင်ရဖို့မခဲရင်မဘူးဘက်ကလေး ထမင်းစားလိုက်ကြရအောင်ကွာအေးခဏကဖွင့်တယ်ကြောင့်ကျွန်တော်နေပိုင်ကလေးဖြစ်ခနေလှည့်ကြည့်လိုက်စင်ဇေဦးပေါင်းတောင်တခင်မနဲ့အတူဆရာကြီးမုံငောင်းလီပါလာဤကျွန်တော်တို့နှစ်ဦးလုံးမတက်ရိုက်မိလိုက်ကြသည်ကရင်စင်မိတိုင်းအလင်းတွင်ရှင်မကြီးလှပါတော့အဝတ်တစားများပြိုးပြက်လျက်ရှိသည်ငင်းရသာကြီးဟောဒီကဆရာကြီးမုံငောင်းလီရဲ့စကားအရကျွန်တော်စိတ်ချမ်းသာနေပြီဖြစ်ပါတယ် ကျွန်ုပ်ထံတွင်တင်အလိုရှိသောအရာရှိကတင်ပြပါထို့ကကျွန်ုပ်ရင်းနှီး၌မုတ်တိတ်သောဆန္ဒတည်းဖြစ်ပေါ်ခဲ့ရသည်ရင်းဆန္ဒကိုလေခွင်းရရခြင်းလက်လုံးမခံတင်ပြလိုက်သည်ဒါဆိုရင်ကျွန်ုပ်တခုခွင့်တောင်းပြရစီပြောပါမယ့်အားသာတုတ်ပြီးအရှင်မရဲ့မျက်နှာကို မြင်ခွင့်ပြုပါရန်တောင်းပန်ပါတယ်ခင်ဗျာအိုးခက်ပါလားမင်းရသာကြီးရင်းနေတင်းရဲ့ရိုးသားတဲ့အမှုရာတတ်သိရှိတဲ့အကျင့်စရာကြီးရ ကျွန်ုပ်ရဲ့လိုအပ်ချက်ကိုပြပါမယ်။ပဝါစာပါကိုဖြင်းရင်းစွာဖွင့်လှစ်လိုက်။ဟဲ့မမတည်မီဟာမမမမီစနီးတဲ့မတည်မီနဲ့ချွတ်ဆူတူဒီလားသူမဟုတ်တည်မီမီလားကျွန်တော်မခွဲခြားတတ်သည့်စင်ကောင်းတော်ရှင်းမပါရကားထူးဆန်းပါပဲဆရာတို့ရဲ့အခက်၁၁ ကျွန်တော်တို့မဟုတ်ကြည့်လက်ဩတာတာကျွန်တော်သိမြင်မဟုတ်ပါဘူးသိမြင်ဆိုတာဘာလို့လဲကျွန်တော်ဇနီးပါဟုတ်ပါတယ်အရှင်မသိမြင်ဟာသူ့ဇနီးပါအရှင်မလည်းရုပ်ခွဲမရအောင်သူ့ညီနေသူပါဒါဖြင့်မေယံစာကြီးရဲ့ဇနီးလဲကျွန်တော်လိုပဲရုပ်ကြီးမချောဘူးပေါ့နော်အေးတူကချောအေးမချောပါဘူးရှင်မကပို့ချောဟဲ့ဟဲ့ ထားပါတော့တင်းကအင်းတော်ရှိသူပဲဆရာမုံခေါလေးသွားချဆုကျွန်ုပ်ကလောကတွေလူတူမချဆိုသည့်အကြောင်းကိုသုံးလုံးစွာသိရှိခဲ့ရတည်းတင်းမြာပါဇက်ကျန်းတော်ကလွယ်လို့ဒီလိုကောက်ကြီးကြီးကြဲတဲ့ညီမျိုးမရှိဘူးကကျွန်ုပ်နဲ့ပေါင်းလာတဲ့နှစ်နေတာမဟုတ်ဘူးသူကမော်တက်ပညာနဲ့မမမြင်ရောင်ဆောင်ပြီးဆရာတို့ကိုလှည့်စားတော့မဖြစ်နိုင်ပါဘူးနော်ဟာ ဖျားယောင်းချင်ရင်လည်းဒီပြင်လှလှပေါက်ပါယုတ်တမျိုးဖန်ဆင်းတာမှကျွန်တော်စိတ်ဝင်စားအောင်မယ်ခုတော့တင်းမြေဥရီနဲ့များကွာထူးစင်းစေကောင်းဆောင်သားသူတို့ဦးကဦးဆောင်လျက်နွားကောင်းဆောင်ငါဦးစေကောင်းဆောင်ငါဦးခန့်တွင်ဝင်းရောက်လာကြ၏ကဲပါကြစုမြန်ရသားကြီးဒါကျုပ်တို့အတွက်စိတ်ချရာဆုံးမိတ်ဆွေတွေပဲစိတ်ကောင်းဆောင်းသားသူဤဗန်လီတင်းငယ်စူးချနေဤကျွန်တော်တို့လည်း လိုက်ပါခဲ့ရသည်ခုချိန်မှာစကားအနည်းဆုံးပြောမယ်ချင်းနေကောင်းရင်တခါလေးဝင်းစည်းကြမယ်လက်လက်ကိုပြူမပူပါနဲ့လိုက်ခဲ့ပါတို့တို့လူတွေအများကြီးရှိပါတယ်လက်လက်တွေလည်းအစင်းနေပါငယ်ငယ်သားကြီးကဒီတိုက်ပွဲမှာကိုညီဖို့ပါပဲကျွန်တော်အစ်တမှာပဲတတိဆန်ကိုတော်ကိုအရင်သွားကြမယ်အဲ့ဒီကိုတော်ဟာသူတို့ရဲ့အယောင်းဝင်ဘန်နာတိုက်ပဲအကျဉ်းသားတွေလည်းလွှတ်ရမ ကောင်းနေပြီအသက်ပြီးတိုက်ခတ်ဖို့ဂရီးပြူပါလေတောင်ဘူကိုဆက်တကြစို့ယော့ဟော်ဒီကောင်းစို့ဒီဆောင်းပါလီကောင်းမြောက်စွာကိုဖျက်တန်းတက်ခဲ့ကြရသည်ဟောရလက်နဲ့တိုက်ပဲဝင်ကြယူကြတုံးကတော့ဖွင့်မိသည်အထဲတွင်လက်နဲ့များစုံလင်လိုက်အချားသူများရည်ယူနေကြစဉ်ကျွန်တော်ကကျွန်တော်နှလုံးမျိုးကိုသာရည်ယူလိုက်သည်ကြည်စံနေပါထဲယူခဲ့သည်ဗျ တဝက်တလဲဟိကျွန်ုပ်တို့ထွက်ခွာလာကြသည် အခန်းကျဲတခန်းလေးဝင်တော့အခါကျွန်ုပ်တို့အလွန်တရာအံ့ဩတော့ရသည်အလူကြားရီဝါလာပြူမကြောက်ပါနဲ့ဆရာတို့ကြားရှင်နေမဟုတ်ပါဘူးအဲ့ဒီအထင်းမှာမောက်ကူပစ္စည်းတွေတုတ်ပြီးပြန်ချုပ်ထားတာပါကြားရုပ်တွေကို ဖောက်ခွက်ပြီးဟိအချင်းခံကိုတချို့တော့ကြကျွန်ုပ်တို့လည်းစိတ်ကောင်းဆောင်များကိုလွှတ်ပြလိုက်သည်သူ့ဘက်ကိုယ့်ဘက် လူမမောင်းဖို့လိုပေးပြီလေကားတဲ့ပေါင်းရစာကိုပြန်စင်းရလေအခန်းတစ်ခုကိုတောက်ဖွင့်လေးလေအချင်းခံနေထွက်လာသူများကိုတွေ့သောကျွန်တော်အံ့ဩရချေသည်ဟေးမြန်ရသာကြီးချက်တော့ကြည့်လေဩဒရာကြီးကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဒီတတိဆိုင်ခေါင်းဆောင်ထားတဲ့လူတွေဟာကျွန်တော်နဲ့အတူခင်ဗျားတို့ကိုကဲတဲ့လူတွေပါ even တိတ်ဆန်ခေါင်းပုံများကိုချုပ်ပြကြကြရာဟင်အယူမမင်းမင်းကျုပ်တို့ကိုဖိတ်ခေါ်ခဲ့သူပါလားရန်သူနဲ့မိတ်ဆွေခွဲတော့ခေါင်းဆောင်နေချုပ်ပြတော့ရုပ်စေကောင်းဆောင်းသားသူကကျွန်တော်တို့ဤကဲတင်ရှင်အယူမဖြစ်သည်အခန်းဆက်နှစ်တပွင့်လဲပန်းလဲဟုတ်ပါတယ်အသေးစိတ်ကိုနောက်မှမေးပြီတော့အချင်းသားနေတဲ့အတူက ရှင်မနဲ့အောက်ချုပ်ရေးမှုကိုခုလောက်ဆိုဖမ်းနှပြီးရောမယ်ဟင်ဘသူတွေကဥဆောင်ဖမ်းပါလဲဘသူတွေရှင်အောင်ပါလဲဆရာတို့ရင်ဆရာတို့ရင်မိတ်ဆွေတွေဖြစ်တဲ့အလင်းရုံးမရှင်ရုံးမနောက်ရုံးမရှမ်းရုံးမမုံဆိုးကြီးတွေဟာကျမနဲ့ပူပေါင်းပြီးအရှင်မဆိုတဲ့အုပ်စရုံးမစီမှာဟန်ဆောင်နေကြတာပေါ့ရှင်ကျွန်တော်တို့ကြောက်လေကားများတိုင်းဆင်းလာကြပြီလမ်းတွင်ရန်သူတို့ချို့နဲ့ ိတ်တိုက်တိုးသဖြင့်တိုက်ခတ်မှုအနေငယ်ဖြစ်ပွား၏ရန်သူတွေကိုအရှင်းမှန်းကြပါသူတို့ဟာတောင်ရင်တားကောင်တက်တက်သေးပါပဲကျွန်ုပ်တို့လက်အုံးမှုကြောင့်အဖမ်းခံကြသူများလက်လက်ချအဆုံးပေးသူများရှိကြသည်ဆက်တော့တောင်းအောင်စင်ကြစို့တောင်ကြီးတွေလည်းလက်လက်ချသူများကို တွေ့ရသည် လေသင်းပေါ်တွင်ကတခင်မသည်ညနေဖုံကျွတ်လျက်ဆရာကြီးမုံကောင်လေးသည် ကျုတ်တုခံရလျက်ရုံးမမုဆုံများကတနက်များဖြင့်ဝိုင်းချင်းထားကြသည်ဂျာဆုံခန်းကမနှမပါယူမအေးဟိုနမရင်းကကျွန်မနမထက်တက်ပါရှင်ကင်မရာမြို့ရောက်ခဲ့ရင်စကံမူတိုက်တိုင်းလို့မင်းရပါလေကျွန်ုပ်ဒီအန်ဩစွာပင်ထိုက်ထိုက်ကိုငေးကြည့်နေမိသည်သူမသည်ဇေဥကောင်းတောင်တို့ငင်းနေသဖြင့်သူမငေးကြည့်ရတော့ကျွန်ုပ်ကြည့်မိ၏ စဉ်ဦးကောင်းတောင်ကပောက်ကွဲတယ်များမိတော်များဖုံးလန့်နေပြီသည်အစ်စ်စိုက်ကထားသောတေးကြီးဖြင့်ပြန်ခဲ့သည်ဆရာတွတ်တို့ကြုံတဲ့ရွာသားတချို့နဲ့ပဝင်းကြီးရွာသားတချို့အဖမ်းခံရတာတိလို့ဆရာတွတ်ကိုယူမဟန်ဆောင်ပြီးလာခေါ်တာပါယောမဆုံးမရှိ ခွင့်လွတ်ပါရှင်ကျွန်ုပ်ကပြန်တောင်းပန်ရမှာပါဗျာကျွန်ုပ်ရွာသားကျွန်ုပ်ပြန်မကောက်နိုင်ဖြစ်ရတာမဟုတ်လားဒါတဲ့ ဲ့ဒီကျွန်တော်ရွာသားတွေကအစိုးကြီးကလေးကလေတစည်းနဲ့ပြန်လွတ်လိုက်လို့ခုလောက်ဆိုရွာရောက်နေရောပေါ့ရှင်ကျုံတန်းရွာပြန်ရောက်လေရွာထဲဝေပါအိုးမတ်ထားတိုက်တရားခံကိစ္စတွေရှိနေလို့နောက်မှလာခဲ့ပါမယ်ရှင်ကျွန်တော်တို့ရွာဝဲမတ်သိမြင်သည်ရွာသားတို့နဲ့အတူခါထောက်ရက်နေသည်ကိုတွေ့ရသည်ဆရာတို့ကိုစိတ်ပူလို့လားမမမြင် ကျွန်တော်ကဂုံယူဝန်ကြားစာပြုံးပြုံးရလျှောက်လာမိတာကတုတ်ပြီဘယ်မလဲကျုပ်အတွက်စဉ်းစွဲဟမ်အေးဟိုဟိုဒီဟမ်တော့အကြောင်းကျုပ်တိပြီးပါပြီအရင်ပြန်လာတဲ့ရာသားတွေပြောပြလို့လေတော်ကပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းလှုပ်ပြီးဟိုအယူမှနဲ့အကြည်ဆိုင်ချင်လို့လိုက်တော့တာမဟုတ်လားလာခဲ့ပါလာခဲ့ဆမ်းပါဒီမြေအကြောင်းပြချင်းလို့ပါ မခေါ်ပါဘူးညီရဲ့ဟိုဟိုဘေးစကားတွေမယုံပါနဲ့နော်ကျွန်တော်ကမြင့်တယောက်ဆိုတယောက်တည်းတပွင့်လေးပဲပဲလာလိုက်ဆက်မှာဒီနေ့ကံမကောင်းပါလားကြီးမောချင်းမြေဘဝအမောပြေးနိုင်ကြပါစေဆွေမေဓနုပြု